စကိုင်းတိုင်းကလေးမြို့နယ်တောင်ပိုင်းဘုံတော်ကျွရမှာအမျိုးသမီးတို့ကိုပြန်မေးဆွဲဖို့ကြိုးစားတဲ့ပြူစောတိနှစ်ယောက်ကိုဒေသခံတွေကဝမ်ဝမ်ဖမ်းဆီးလို့တနက်နက်လက်တင်းစီရရှိခဲ့ပြီးပြည်သူနှစ်ဦးတန်းရရှိခဲ့တယ်လို့ဒေသခံသတင်းမြစ်တွေက MP ကိုပြောပါရယ်စောစူလာအောက်ခံပြူစောတိနှစ်ယောက်ဟာပြီးခဲ့တဲ့မေလ15ရက်ညပိုင်းမှာဘုံတော်ကျွရမှာရှိတဲ့နေအိမ်တိမ်ကိုဝင်ရောက်စီးနှင်ပြီးအမျိုးသမီးတို့ကိုပြန်ပေးဆွဲဖို့ကြိုးစားခဲ့တာပါ အဲ့ဒီပြူစောရင်ဥကိုကျေးရွာဒေသခံတွေကဝိုင်းဝန်းဖမ်းဆီးရမှာထွက်ပြေးလွတ်မြောက်သွားပေမဲ့ကျန်းရစ်ခဲ့တဲ့တနက်နှစ်လက်လက်ပြဘုံနှလုံးနဲ့လက်ကင်ဘုံနှလုံးကိုတင်းစီရမိခဲ့တယ်လို့ဒေသခံတို့ကပြောပြပါဗျ။ပြူစောရင်နှစ်ယောက်ဟာပြန်ပေးဆွဲလို့တဲ့အမျိုးသမီးကို နေအိမ်မှာမတွေ့ရတဲ့အတွက်နေအိမ်ထဲမှာရှိနေတဲ့ဖခင်ဖြစ်သူကိုကြိုးတုပ်ပြီးရိုက်နှက်နှိပ်စက်ထိုးကျိတ်ထားခဲ့တယ်လို့သူကဆက်ပြောပါဗျ။ပြန်ပေးဆွဲဖို့ရောက်လာတဲ့ပြူစောရင်နှစ်ယောက်ဟာ ဘုံတော်စိုးစုကိမ်းမှာတာဝန်ကျနေသူတွေဖြစ်ပြီးတော့ဒေသခံတွေဝိုင်းဝန်းဖမ်းဆီးချိန်မှာတနက်နဲ့ပြန်လည်ပြစ်ခတ်တာကြောင့်ဒေသခံအမျိုးသား၂ဦးကြီးထိမှန်အတန်းရရှိခဲ့ပါတယ်။ကလေးမျိုးနယ်မှာစိုးစုနဲ့ပြူစောတိအပေါင်းပါတွေကဘုံတော်ကျေးရွာအဖွဲဆက်စစ်စေးကိတ်မြို့ဝင်ကိတ်တွေအားလုံးပိတ်ထားပြီးတော့ဖမ်းဆီးငွေညစ်တာတွေလှုပ်ဆောင်နေတယ်လို့ဒေသခံတွေကပြောပါတယ်။